PDF ရဲဘော်ပေါင်းကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ဟာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုဖွဲ့စည်းထီထောင်ခဲ့တာ၄နှစ်ပြည့်မြောက်ခဲ့ပါပြီ၄နှစ်ဆိုတဲ့အချိန်ဟာမြန်နယ်လို့စိုးနိုင်ပေမဲ့ဒီကာလတွေအတွင်းမှာရဲဘော်တို့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းတွေစွန့်လွတ်ပေးဆပ်မှုတွေရောင်းရဲတင်းတယ်နိုင်မှုတွေအနစ်နာခံမှုတွေဟာတိုင်းပြည်အတွက်အဖိုးမဖြတ်နိုင်တဲ့သမိုင်းမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။နှစ်ပေါင်းများစွာတိုင်းပြည်ဗန္ဒံွေကိုအကြိုက်သုံးပြီးတိဆောက်ထားတဲ့အချမ်းပဲစစ်တပ်ကို၄နှစ်တွင်ငါတို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တို့ရဲ့ရဲစွမ်းတပ်တည်နဲ့ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြတာဘလောက်အတိုင်းဓာတ်ထိအောင်မြင်မှုတွေရနိုင်ပြီလဲဆိုတာရဲဘော်တွေအားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်တယ်။ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတသွေးတသားတဲ့ရက်တီတိုင်းပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ်တိုင်းရင်းသားဒေါ်လာရဲ့ဖွဲ့စည်းတင်တဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းမိပစ်ထားလို့မရဘူး။ဒါကြောင့်လင်းနစ်ပြည်နှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားလိုတယ်။အဆိုပါဖွဲ့ရဲ့ပူပေါင်းပါဝင်မှုကလည်း PDF တပ်မတော်အတွက်ခွန်အားတဲ့ဖြစ်ခဲ့တယ်။ဒါရင်မကအရေးကြီးဆုံးဟာငါတို့ကိုအမြဲထောက်ပံ့ကူညီနေကြတဲ့ငါတို့ပြည်သူပြည်သားတွေပဲဖြစ်တယ်။ ပြည်တွင်းပြည်ပကမြန်မာပြည်ပွားတိုင်းရင်းသားသွေးချင်းမိသားစုများရဲ့ပံ့ပိုးကူညီမှုအင်ပြည့်အပြည့်ထောက်ခံပါဝင်မှုတွေကြောင့်လဲငါတို့ဒီနေ့ဒီအချိန်မှာအင်အားကြီးမားပါတယ်ဆိုတော့အကြမ်းဖက်စစ်တပ်ကိုအကောင်းဆုံးဖိအားပေးတိတ်ပွဲဝင်နေနိုင်တာလဲဖြစ်တယ်ငါတို့ PDF တွေရဲ့အောင်ပွဲတွေဟာပြည်သူအောင်ပွဲတော်လှန်ရေးအောင်ပွဲတွေပဲဖြစ်တယ်ပြည်သူကာကွယ်တပ်မတော် PDFR တတိုင်းပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီး စစ်စင်ရေးနယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်သလိုစနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ပြည်သူတပ်မတော်တရဖြစ်အောင်ကြိုးစားအကောင်အထည်ဖော်နေတာကို တွေ့နေရတယ်။နှစ်ပေါင်းများစွာ တိုင်းပြည်ကိုနှိမ့်ချစေပြီးနိုင်ငံသူနိုင်ငံသားများကိုစည်ရဲတွင်နှက်စေတဲ့စစ်အာဏာရှင်စနစ်ကို အမြင့်ဖြတ်ဖို့ပြည်သူကာကွယ်တပ်မတော်ဟာပြည်သူတွေက ပေါက်ဖွာလာတဲ့ပြည်သူသားကောင်းများဖြစ် ပြည်သူအသက်အိုးအိမ်စုစည်ကို အကာအကွယ်ပေးဖို့တန်ဋိဌံချထားကြလိမ့်မယ်လို့လည်းယုံကြည်တယ်။အဲ့ဒီအတွက်အားလုံးကို အထူးကုန်ပြုကြောင်းပြောကြားလိုတယ်။ပြည်သူကာကွယ်တပ်မတော်ဟာလေးနှစ်ပြည့်မြောက်ခဲ့တဲ့အချိန်မှာရကင်နှစ်တွေကတည်းပုံမူလုံနိုင်စွာပြည့်ဝလာတာကိုလည်းတွေ့ရတယ်။စီရေးစွန်းရီစီယုံရေးစွန်းရီအုတ်ချုပ်ရေးစွန်းရီပြည့်မီတဲ့တပ်မတော်တရားအဖြစ် တီဆောက်ထားနိုင်တာကိုတွေ့ရလို့လေးစားဂုံယူတယ်။တော်လိုင်းအောင်ပွဲနီးတဲ့နီးလာအောင်ကြိုးပမ်းကြတဲ့နေရာမှာရဲဘော်တွေအားလုံးစိတ်သက်ကြဆင်းခြင်းမရှိဘဲတက်တက်ကြွကြွရွတ်ရွတ်ချွန်းချွန်းလှုပ်ဆောင်နေခြင်းကိုဆက်လက်ထိန်းသိမ်းပြီးဆရာနာရှင်စစ်တဲ့ချုပ်ငင်းကနိုင်ငံသူနိုင်ငံသားအားလုံးလိုလားတောင့်တနေတဲ့ Federal Democracy နိုင်ငံတည်ထောင်နိုင်ဖို့ကျမ်းမာရှင်လန်းစွာဖြင့်ဆက်လက်တိုက်ပွဲဝင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါれအရေးတော်ဘုံအောင်နေပြီ